စားနောက်နေတာမဟုတ်ဘူးညချက်လေဖလားစိန်ခေါ်နိုင်နေအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆိုတာတင်ဆက်နေပါတယ်ပရီးမီးယားလိဘောလုံးပွဲရာသီကပွဲစဉ်၈အထိပဲပြီးဆုံးသေးတာကြောင့်နောက်မှာတော့ပွဲပေါင်း30ကျန်နေပါသေးတယ်ဒီတော့ဒီခီးရှေယိုဖျက်တမ်းခဲ့ရတဲ့ချိန်မှာလည်းပြောင်းနေလဲအများကြီးကြုံတွေ့ရနိုင်ပါသေးတယ်မန်ချက်စတာယူနိုက်တက်ကရာသီစမှာတော့ဓာတ်ထွက်မကောင်းခဲ့ဘူးဆိုပေမဲ့ချဲစီလီဘာပူးတို့ကိုအနိုင်ယူအပြီးမှာတော့ဇယားထိပ်ကအာဆင်နယ်နဲ့6မှတ်ကွာနေရာကြီးရောက်ရှိလာခဲ့တာပါ theory အဖြစ်ပြောရမယ်ဆိုရင်တော့ united ကလည်းချန်ပီယံဖြစ်ဖို့ရင်ခုန်လို့ရတဲ့အသင်းတစ်သင်းဖြစ်နေပြီးတော့ အခွင့်အရေးတွေလည်းတကယ်ရှိနေပါရည်။မကြခင်မှာနိုဝင်ဘာကိုရောက်လာတော့မှဖြစ်ပါရည်။အာစနယ်ကရာသီစာတိုင်းတထွက်ကောင်းတက်ပေမဲ့စာဝင်လာပြီဆိုရင်တော့လလိုကြဆင်းသွားတဲ့အတင်းတင်းဆိုတာအားလုံးသိပါပဲ။ပွဲစံများပြီးတော့ပွဲပန်းလာတဲ့အခါအာစနယ်သားကစားမတစ်ယောက်နှစ်ယောက်လောက်ထင်ရရသွားမယ်ဆိုရင်တပွဲနှစ်ပွဲရှုံးတာမျိုးဖြစ်လာနိုင်ပြီးတော့ပရီးမီးယားလိမတ်ပီစီယာကလည်းအချိုးကွေးလဲပြောင်းနေဖြစ်သွားနိုင်ပါတယ်။တရားစီရင်ချန်ပီယံဖြစ်ဖို့ရေပန်းစားဆုံးအသင်းတွေကတော့အာစနယ်၊မန်စီးတီးနဲ့လီဗာပူးလိုပဲဖြစ်နေအောင်ပါ။ ဒါပေမဲ့မန်တိုင်းပြောရရင်တော့ United ကိုလည်းခြံရစ်ခဲ့တော့မရပါဘူး။တပတ်တပွဲပဲ AAC စီကန်နေနဲ့အမတ်စုစောင်းနိုင်တဲ့ United ကပွဲစံနိုင်ပွဲတွေရှာဖွေနိုင်မယ်ဆိုရင်တော့ Emery ရဲ့အသင်းကလည်းအကောင်းဘက်ကိုဦးတည်သွားနိုင်ပါလိမ့်မယ်။လက်ရှိမှာတော့ United ကအဆင့်၄က Liverpool နဲ့နှစ်မှတ်ပဲကွာတော့တဲ့အတွက်ရာသီမစခင်တုန်းက Top 4ဝင်ခွင့်ဆိုရယ်ရီမန်းချက်လမ်းကြောင်းမို့တော့ရောက်ရှိနေပါပြီ။ဒါပေမဲ့ဒီထက်ပိုတော့မျောလင့်နိုင်တာမျိုးလည်းဖြစ်သွားနိုင်ပါပြီ။ဒီရာသီမှာ Premier League ကိုချိန်မို့ဆိုတာ United မျောမှန်းထားတာထက်တော့စောနေပါသေးတယ်။ပြီးခဲ့တဲ့2024-25ဘောလုံးရာသီမှာ United ကကြီးကျယ်ပြိုကျခဲ့ပြီးတဲ့နောက် တရားဒီမှာတော့အတင်းကိုစားအနေပြန်လည်တိစောက်ဖို့ကြိုးစားနေပါတယ်။ Sergeant Redcliffe ကအတင်းရဲ့ပူတဲပန်ရှင်ဖြစ်လာကလေးကနေတဲ့ကိုအရင်လိုရွှေခစ်ပြန်ရအောင်လို့စမ်းဆောင်ပေးနိုင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ရှိနေပြီသားဖြစ်ပါတယ်။အဲဒါကြောင့်လည်း2024မှာတော့က United CEO Omar Brada က Project 150ဆိုတာကိုစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ရန်ကပရီးမီးယားလိချန်ပီယံနေရာကို2028မှာစိန်ခေါ်နိုင်ဖို့ရည်ရွယ်ထားပြီးတော့ဒါက1898မှာစတင်တည်ထောင်ခဲ့တဲ့အသင်းရဲ့150ပြည့်နှစ်ပတ်လည်နေ့ဖြစ်နေမှာပါ။ လက်တော့မှာတော့စာချေမကအမော်ရင်ပေါ်လူသိရှင်ကြားထောက်ခံပေးထားပြီးတော့ဒရိုနီပြပေါ်ရောက်နေတဲ့ဖိအားတွေကိုရော့ပါစီပါရီ project 150ကိုကောင်းထည့်ဖော်ဖို့ emerin ကို3နှစ်ချင်းပြီးသွားမဲ့ united ကမြို့သားအသင်းကိုရေမကဘဲနဲ့မြို့သမီးအသင်းကိုပါ emerin ရှိနေတဲ့ unis နှစ်အစ်တင်နဲ့အဆင့်မြင့်တင်ဖို့စီစဉ်ထားတဲ့အကြောင်းသိရပါတယ် emerin ကအောက်ကလာမှာတော့ united ကချန်ပီယံဇုတဲ့အဆင့်နဲ့မဖြစ်သေးကြောင်းပြောရင်းနဲ့တိုးတက်ကောင်းမွန်မှုတွေရှိပေမဲ့ဒီထက်ပိုပြီးတော့လိုသေးတယ်လို့ဝန်ခံသွားခဲ့ပါတယ် တပည့်ခုတော့ United ကပြိုင်ပွဲတိုင်းကိုနောက်ဆုံး final လို့သဘောထားပြီးတော့ရေကုန်ရေကန်ကစားမယ်ဆိုရင်တော့ United အတွက်ရင်ခုန်စရာတွေရှိလာနိုင်ပါ रे United ရှောင်လန်းရမယ့်ခရီးမှာအရေးကြီးဆုံးချက်ကတော့အချိန်ဟုန်ပြတ်မသွားစေဖို့ပါပဲ Everton တောင်ယူခဲ့ရတဲ့ရက်တွေမှာ United ကတသမတ်တည်းခြေစွမ်းကိုဖော်ပြနိုင်ခြင်းမရှိခဲ့ပါဘူးမေ2024နောက်ပိုင်းကလေးက United အတွက်ပွဲဆက်အနိုင်ဆိုတာမရှိခဲ့ပေနဲ့စပင်မညှရတဲ့ပရိသတ်ဆိုတာမျိုးတွေပါပေါပေါလာရတာဖြစ်ပါတယ်။တရားဒီမှာ United ကဥရောပပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ရခြင်းမရှိသလိုကာဘောင်ဖလားကနေလည်းစိုးစိုးစီးစီးထွက်ထားရပါသေးတယ်။ ဒါတွေကစေးပြက်စရာဆိုပေမဲ့ကံကောင်းခြင်းတစ်ခုလည်းဖြစ်လာနေပါတယ်။အခုချိန်မှာတော့ United ရဲ့ပြိုင်ဘက်တွေကပြိုင်ပွဲစုံကို၃ရက်တခါကစားရင်းနဲ့ပွဲပန်းနေကြပါပြီ။ရတဲ့ကတော့တခြားအာယုံများစရာလည်းမရှိဘဲနဲ့ Premier League တစ်ခုတည်းကိုပဲအာယုံဆိုင်ထားနေမှာဖြစ်ပါတယ်။ Christmas မတိုင်ခင်အထိ United ကတပတ်တပွဲပဲကစားရင်းနဲ့ပြိုင်ဘက်တွေကိုနှာတပြားနောက်ောက်ချခဲ့ဖို့အခွင့်အရေးရှိလုံနေပါတယ်။ Lamas နဲ့ Brighton နဲ့ရင်ဆိုင်ပြီးတော့ United ကတော့မှဆမာ Nottingham ကိုဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ရတဲ့တို့ရလက်ကောင်းနေထိန်းထိန်ထားပြီးတော့အမှတ်ပြင်းတဲ့ Champions League ကိုရှောင်လန်းနိုင်မှာလားဆိုတာ ဆက်လက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါရိမ့်ညာကြည့်ရှုပေးကြအားလုံးကိုကျေးဇူးထူးတင်ရှိပါရိမ့်ညာ